တန့်ဖြူစင်ရက်မှာဆိုင်ငယ်ကယ်ရီမောင်းတဲ့တက်ကြီးပိုင်းမျိုးသားတအိုတက်ဖြတ်ခံရပြီးဆိုင်ငယ်လူရက်ခံခဲ့ရတယ်လို့ဒေတာကန်တွေထံကသိရပါဗျ။ဧပြီ23ရက်မနက်9:00နာရီခန့်မှာတန့်ဖြူစင်ရက်ရေကာလန်ပိုင်းစခန်းကြီးကျေးရွာအနီးမှာရှိတဲ့ရဝချန်အတွင်တက်ကြီးပိုင်းမျိုးသားတအိုဟာဝမ်းပိုင်းနဲ့ရင်ဘတ်တို့မှထိုးသွင်းတရားရီနဲ့တည်ဆုံနေတာကိုခြံသမားတွေကတွေ့ရှိခဲ့တာဖြစ်ပါတယ်။ထိုးသွင်းတရားရီနဲ့တည်ဆုံနေသူဟာတန့်ဖြူစင်ရက်မြို့နယ်နေ အသက်64နှစ်အရွယ်ဦးစံသိန်းဆိုသူဖြစ်ကြောင်းအိမ်နဲ့မနက်ပိုင်းကလင်မယားနှစ်ယောက်ဆိုင်ကယ်ငှားဆီးခဲ့တယ်လို့သိရကြောင်းဦးစံသိန်းရဲ့မိသားစုဝင်နဲ့နှိစက်သူတို့ကပြောပါရယ်၎င်းကဆက်လက်ပြီး ။ဦးစံသိန်းမောင်းနှင်နဲ့ NCA Cycle အပြင်လက်ကင်ဖုံရောပတ်စံတွေပါလူယူခံလဲရတယ်လို့သိရပါတယ်လို့ပြောပါရယ်။ဦးစံသိန်းအသက်ခံရပြီးပြည်စည်းတွေလူရဲခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမိသားစုဝင်တွေကသက်ဆိုင်ရာကိုအမှုဖွင့်တိုင်ကြားထားကြောင်းလည်း၎င်းကဆက်လက်ပြောပါရယ်။ထိုသွင်းတရားရည်နဲ့တည်ဆုံခဲ့တဲ့ဦးစံသိန်းရဲ့ရုပ်အလောင်းကိုစေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းတန်ဖြူစီရက်ကနေတန်ဖြူစီရက်မြို့နယ်ပြည်သူ့စေယုံမှရှိတဲ့ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါရယ်။